တင်ဆက်ပေးမယ့်သတင်းကတော့ဒရန်ပြဿနာများကမန်ယူအသိအုံဆိုချာနေရလို့မြပြညီတွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မန်နီပြအင်မိုရင်ကလက်စတာကိုနိုင်ရခဲ့တဲ့ပွဲမှာလူငယ်နောက်ခံကစားသမားဟပ်ပင်ဒရန်ရရှိသွားပြီးတဲ့နောက်မှာဒရန်ပြဿနာတွေကအသေးအဆွေးချနေတယ်လို့ဖြစ်နေရလို့ညွှန်ထားခဲ့ရလို့သိရပါဗျ။ဟပ်ပင်ကဒရန်ပြဿနာတွေမြင့်တက်နေခဲ့တဲ့မန်ယူခေစပိုင်းမှာအသက်အရွယ်နဲ့မလိုက်အောင်တည်ငြိမ်နေအကောင်းဆုံးရှေ့ဆက်မဲ့ထွက်ပြနေသူလည်းဖြစ်ပါဗျ။ ဟဘင်ဟာကိုနေရနေထန်းစင်နဲ့ထုတ်ခဲ့ရတဲ့ဒီအခြေအနေဆိုးခဲ့ပြီးတော့သူ့ရဲ့တဲ့ပဒနာအခြေအနေကဆွေးရနိုင်တယ်လို့သိရပါတယ်။မက်ကွာရလန်နီယိုနဲ့လူရှော့ဒန်ရနေတာကြောင့်ခက်စစ်ပိုင်းမှာအားနေချက်တွေမြင့်တက်နေချိန်မှာအကောင်းဆုံးစားဝင်နေရကိုစားနိုင်ခဲ့တဲ့ဟဘင်ဒန်ရရှိသွားမှုကမန်ယူအသင်းကိုထိခိုက်မှုကြီးမားစေခဲ့တာဖြစ်ပါတယ်။အမိုရင်ကအသေးအတွက်တင်းနေတဲ့အခြေအနေတွေမြင်လာရချိန်မှာဒရာပဒနာတွေများလာတာကရှေ့အောင်သွားဖို့အတွက်ခက်ခဲစေပြီးတော့အသိငုံဆွဲထက်တယ်လို့ဖြစ်နေရလို့ပြောကြခဲ့ရဖြစ်ပါတယ်။ ီဗီဒီယိုနဲ့ငင်းကြောင်းအောင်ပေးပို့လာပါ